တာယာရဲ့အချိန်ဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမြ Channel ကနေမှတစ်ဖန်ပြန်လေးပြီးကြိုဆိုပါတယ်။ Happy Birthday မေစုဆိုတဲ့ video file လေးတွေကိုပေးပို့ကြပြီလားလို့ဝင်ချင်တယ်။မြန်မာပြည်မှာရှိတဲ့ပြည်သူလူထုတွေတော့မဟုတ်ဘဲနဲ့လွတ်မြောက်တဲ့နေရာမှာရောက်နေတဲ့တော်လာရဲပြည်သူတွေကတော့စူးစမ်းပြီးတော့ပို့ကြပါလို့ကြွားကနေမှတစ်ဖန်ပြန်လေးပြီးတိုက်သွင်းချင်တယ်။ဒီနေ့ကတော့နောက်ဆုံးနေ့ပေါ့နော်။ဒီမနေ့အစောကြီးကိုကြည့်လိုက်တဲ့အခါမှာကျတော့92,496 ရောက်သွားပြီဆိုတော့ကျွန်မထင်တာကတော့အားလုံးကြိုးစားပြီးပို့လို့ရှင်ဒီညက8000ရောက်သွားမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ဖြစ်ချင်တဲ့ Greenit Record Link ကိုဝင်သွားအောင်ကျွန်တော်ဆက်လက်ပြီးတော့ကြိုးစားပြီးပေးပို့ကြရအောင်လို့ပြောချင်တယ်အမေစုသတင်းနဲ့ပတ်သက်ပြီးတော့အော်ဗီဒီယိုတော်တော်လေးကို နားထောင်ကြည့်ရအောင်နော်ပန်းတပိတ်ရဲ့အင်ဂျီအပြာတပိတ်အဲ့ဒီလှုပ်ရှားမှုထဲမှာပါတဲ့သူတွေကိုလက်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းမဲ့အရေးယူမယ်တိတိယောက်လုံမယ် အရင်တော့လို့ဟလာဟိုမိတယ်မိပြီးွားရင်နောက်ပိုင်းပြန်လွတ်တယ်အဲ့လိုမလုပ်ထိထိရောက်လို့မှာလူငယ်လည်းမြော်မနေနဲ့အနည်းဆုံးတော့ဒီထောင်ထဲမှာတော့နှစ်နှစ်သုံးနှစ်တော့ကြာမှာပဲအဲ့လိုလုံရရင်လုပ်ပေါ့ဗျာဆိုတော့အခုဒီတည်င်းထဲမှာကျတော့အားလုံးကြားရတဲ့အတိုင်းပဲပန်းတပိတ်နဲ့အင်ဂျီအပြဝတ်ဆင်တဲ့တပိတ်ကိုစစ်ခွေးတွေကလည်းအင်မတာမှကြောက်နေတယ် သူတို့ပြောတာကတော့လုံချုံရဲတွေကတော့ဖမ်းဆီးမယ်လို့ပြောတာလုံချုံရဲဆိုတာပါသိပဲလားစစ်ခွေးတွေကလုံချုံရဲဆိုတဲ့သိပဲနားမလည်ဘူးလုံချုံရဲဆိုတာဟာမလုံမချုံဖြစ်နေတဲ့ပြည်သူလူထုတွေကိုကကွယ်ပေးတဲ့သူတွေကိုမှလုံချုံရဲလို့ခေါ်တာဆိုတော့အခုနင်းတို့ကလုံချုံရဲတွေကဒီပြည်သူတွေကိုဖမ်းမယ်လို့ပြောမှတော့ဒါကလုံချုံရဲမဟုတ်တော့ဘူးခွေယူဖြစ်သွားပြီเนาะ တောင်ဆန်းစုကြည်ကိုအဆိုရာဟာပန်းကြိုက်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်။နုညံ့တဲ့နုအမျိုးသမီးဖြစ်တယ်။ဒါကြောင့်သူ့ရဲ့ပွေးနေတဲ့မှာပန်းပန်းသာဟာပြက်လာ။ပန်းပန်းသာဟာပြက်လာ။ဆိုတော့အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျော်မျိုးမင်းကပြောတယ်။ NUG နဲ့ PDH တို့ကိုမထောက်ခံဘူး။ဆိုပြီးမှအောက်မှာတော့ Happy Birthday အမေစုလို့ရဲလို့ရတယ်။ဒါပေမဲ့ NUG နဲ့ CRPH ကို ဆန့်ကျင်တယ်လို့မပါဘဲနဲ့ happy birthday အမေစုလို့ပဲရဲလို့ရှိရင်တော့ဖန်းတယ်လို့ပြောတယ်။ happy birthday အမေစုလို့ရေးဖို့အတွက်တောင်မှ NUG နဲ့ CRPHG ကိုဆန့်ကျင်တယ်လို့အရင်ရေးရမယ်။မရေးဘူးဆိုလို့ရှိရင် happy birthday အမေစုဆိုတဲ့စကလုံးကိုရဲခွေမရှိဘူးတဲ့เนาะဆိုတော့အခုဒီမှာကျော်စုဦးဟောင်းသွားတာလဲအခုဒီလိုမျိုးပန်းပန်ပြီးမှအင်ဂျီအပြာဝုတ်လို့ရှင်တော့လုံချုံရဲတွေကလည်းဖတ်မယ်အရင်တုန်းကလိုမျိုးအာမခန္ဓာနဲ့ထွက်မှာမဟုတ်ဘူးထောင်နှစ်နှစ်သုံးနှစ်ချနိုင်တယ်လို့ပြောတယ်ဆိုတော့အစတုန်းကတော့ကျမလည်းကိုကဒါပြောပေမဲ့ သတင်းတင်ပြတဲ့အခါမှာပန့်ပန့်ပြီးအင်ဂျီအပြာဝတ်ရမယ်လို့သတိမရဘူးကျော်စိုးဦးရဲ့သတင်းကိုနားထောင်ပြီးမှပဲသူကပဲကျမကိုသတိပေးတယ်လို့ဖြစ်လို့ဒီညတော့နော်လတယ်နှစ်ဖက်စလုံးပန့်ပန့်ပြီးတော့အပြာလေးဝတ်ထားတယ်တောက်ဖနက်ကတော့စီးပြချင်တာဒါပေမဲ့လမ်းလျှောက်လို့မရလို့ဖနက်တော့မစီးပြတော့ဘူးနော်ကျော်စိုးဦးအားနာပါတယ်ဟဲ့ဆိုတော့အပြာဆိုတာဟာ ငြိမ်သက်ခြင်းငြိမ်ချမ်းခြင်းဆိုတဲ့အသိပဲကိုဖော်ဆောင်တယ်။ပန်းကတော့အမေစုကြိုက်တဲ့အတွက်ကြောင့်သူ့ရဲ့မွေးနေ့ထဲမှာသူကြိုက်တဲ့ပန်းကိုပန်းပေးတယ်။ပြီးတော့ခွေးကလွှဲရင်ကဘာပေါ်မှာရှိတဲ့လူတွေကတော့မတရားတဖြင့်ဖမ်းဆီးချုပ်နှောင်ထားတယ်။နိုင်ငံရဲ့အကျဉ်းသားတွေကိုလူမြောက်ဖို့ရတဲ့တောင်းဆိုနေကြတာဖြစ်တယ်။ဆိုတော့အပြားဆိုတာဟာငြိမ်ချမ်းရေးဖြစ်တယ်။ငြိမ်သက်ခြင်းဖြစ်တယ်။ ပြီးတော့လေနိုင်ငံရဲ့အကျဉ်းသားတွေကိုကိုလွတ်စေခြင်းလို့ထောင်ဝတ်ဆောင်တာအပြာရန်ဝတ်တာအပြစ်လားခွေးကျပိုးရဲ့ကောင်းကိုဖနှက်နဲ့တက်နေတာများနေလို့ထင်နေကြသလားနိုင်ငံရဲ့အကျဉ်းသားတွေကိုလွတ်စေခြင်းလို့အင်ဂျီအပြာဝတ်ပြင်းမှာပန်းကိုကြိုက်တဲ့အမျိုးသမီးရဲ့မွေးနဲ့မို့လို့ပန်းကိုပန်းတာဒါကိုနင်းတို့အဲ့လောက်ကြီးကြောက်သလားမရှက်ဘူးလားခွေးကျပူရဲ့ပါဇက်ထဲမှာငရုစီထားတဲ့ဖနှက်နဲ့များတက်နင်းတယ်လို့နင်းတို့ကထင်လို့တရားစွဲချင်တာကြီးပဲပြောနေကြတာလားမရှက်ဘူးလား နော်အင်မတန်မှအားတောင့်တဲ့အမျိုးသမီးဟာအားတောင့်တဲ့အမျိုးသားနဲ့လုံးဝရှင်လို့မရဘူးအမျိုးသမီးဆိုတာဟာယောက်ျားလောက်အားမရှိဘူးအားနွေတဲ့သူတွေပြတ်တာဒါကြောင့်မိန်းမသားတွေဟာအားနွေတယ်လို့ကျွန်တော်မြန်မာနိုင်ငံမှာပြောလက်ရှိတယ်ဆိုတော့ဒီလိုမျိုးခွန်အားရှိနေတဲ့အချိန်မှာတောင်ယောက်ျားတွေနဲ့ ရင်ပေါင်မသားနိုင်တဲ့အမျိုးသမီးတွေဖြစ်ပေမဲ့အသက်80ဆိုတာဟာထိုင်လိုက်ထားလိုက်တောင်မှခက်ခဲတဲ့အချိန်ဖြစ်တယ်။လေကအသက်ဆင်းနေခက်ခဲတယ်။အသက်80ဆိုတာဟာယမတာမခွန်အားချိနေနေတဲ့အချိန်ဖြစ်ပြီးဒီလိုမျိုးအဖွားကြီးရဲ့ပန်း တောက်ဖနတ်တာလဲတွေကိုကြောက်နေတဲ့ကဘာအဆင့်39ဝင်တဲ့ standard army ကြီးကိုကိုကိုရှက်တတ်ကြပါနော်ထမင်ဝတ်ပါလို့တော့မပြောချင်ဘူးဘာကြောင့်လဲဆိုတော့ကလူဖြစ်ပြမှထမင်ဝတ်လို့ရှိရင်ကြက်တည်းရှိတယ်ထမင်ဆိုတာဟာအချက်ကိုဖုံးပြီးမှတိတ်ခါကိုပေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်နင်တို့ကိုထမင်ချုံပါလို့မပြောချင်ဘူးထမင်နဲ့ကိုမတန်တဲ့ ခွေးတွေဖြစ်တယ်เนาะဆိုတော့အခုဘောမတွေကတော့အတော်လေးလောင်နေကြတယ်ဆိုတော့အခုမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေတခါပြပြမသတိပေးချင်တယ်ပန်းပန္တာတွေအင်ဂျီရဲ့ပြဝတ်တာတွေလုံးဝမလုပ်ကြပါနဲ့လို့ပြောချင်တယ်เนาะပန်းတပိတ်နဲ့အင်ဂျီရဲ့ပြဝတ်တဲ့တပိတ်လုတ်ချင်းအားဖြင့်ကျတို့တော်လာရေးဟာပြီးသွားတာမဟုတ်သေးပါဘူးကျတို့ဆက်လက်ပြီးတော့လုတ်ဆောင်ရမယ့်တော်လာရေးထဲမှာအဟန့်တဖြစ်သွားနိုင်တယ် ကိုကတော့ဒီပန်းတပိတ်လှုပ်လိုက်တဲ့အင်ဂျီအပြာတပိတ်ဒီလှုပ်လိုက်တဲ့အတွက်ကြောင့်တော်လန်ရဲကိုနေကွင်းသွားစေနိုင်တယ်။ဘာကြောင့်လဲဆိုတော့ခမားမပါတဲ့အတွက်ကြောင့်ကျွတ်မပါနိုင်တဲ့အတွက်ကြောင့်တော်လန်ရဲဟာကြာရှည်သွားနိုင်တယ်။ဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့သူတွေပန်းမြဲတမ်းပန်းတဲ့သူတွေလည်းဒီ၁၉ရက်နေ့မှာပန်းမပန်ပါနဲ့အင်ဂျီအပြာမိုးကြပါနဲ့ပန်းပန်ပြီးမှအင်ဂျီအပြာဝုတ်ပြီးထောင်ထဲဝင်သွားတာဟာကျွတ်တို့ရဲ့ရေရွယ်ချက်လည်းမဟုတ်ပါဘူး။ကျွတ်တို့ရဲ့တော်လန်ရဲလည်းအောင်မြင်သွားမှာမဟုတ်ဘူး။ကျွတ်တို့ရဲ့ ော်လာရဲကိုသာအာနောက်နေစေသွားတာဖြစ်တယ်။နော်ဒါကြောင့်ခွေးမကိုက်ဖို့ရအတွက်16ရက်နဲ့မှကျေးဇူးပြုပြီးမှပန်းပန်းနာတွေအင်ဂျီအပြာဝတ်တာတွေမလုပ်ကြပါနဲ့လို့ຫນွေဦးမေကတော့အနှုံးညွန့်တောင်းပန်ပြီးမှမြတ်တာရက်ခံခြင်းတယ်။နော် အစတုန်းကတော့ပန်းပန်မဲအင်ဂျီရပြောင်းဖို့ပြီးမှဒီလိုမျိုးသတင်းပြောဖို့တော့အစီအစဉ်မရှိပဲမဲ့ကျော်စုဦးကကျမကိုသတိပေးတဲ့အတွက်ကြောင့်အင်ဂျီရပြာတိရှက်လေးနဲ့ပန်းလေးနဲ့လအောင်ပြင်ဆင်ပေးတဲ့အတွက်ကျော်စုဦးကိုကျေးဇူးတင်တယ်နော်ကျော်စုဦးရဲ့သတိပေးချက်နဲ့အမေစုကိုလည်းသတိရတာနဲ့ပန်းပန်ပြီးတော့အင်ဂျီရပြာလဲဝတ်ပြီးသတင်းတင်ပြတာဖြစ်တယ်လို့ပြောချင်တယ်နော်အမေစုနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကတော့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80နှစ်ဘတ်တေးရောက်လာတဲ့အခါမှာ 2022ခုနှစ်တုန်းကနိုင်ငံတော်အတိုင်ပင်ခံတော်အောင်ဆန်းစုကြည်နဲ့တာမတာဦးဝင်းမြင့်ကိုအရှိန်နယ်ရဲ့အရှိန်မှာတရားစီရင်တဲ့ CCTV တွေဟာပေါ်ထွက်လာခဲ့ပြီးဆိုတော့အခုဒီ CCTV ကိုပြည်သူရင်ခွေအဖွဲ့ကနေမှသဆင် Guardian ဒရင်ဌာနကိုပေးပို့ခြင်းအဖြစ်ဒီ CCTV ဟာပြန့်နှံ့သွားတယ်ဆိုတာကိုသိရတယ်ဆိုတော့ CCTV ထဲမှာတောင်ဆန်းစုကြည်ရဲ့နေ့စဉ်တက်တာအာအိရာစက်ထားတဲ့အချိန်ကနေမှအိတ်တဲ့အချိန်အထိရိုက်ထားတဲ့အဲဗီဒီယိုတွေပါဝင်တယ်တောင်ဆန်းစုကြည်မနေ့၄နိုင်ခွဲကနေ၈နိုင်ခွဲအထိရိုက်ထားတဲ့ CCTV တွေထွက်ပေါ်လာတယ်အမေတောင်ဆန်းစုကြည်ဟာမနေ့တနားကြီးပုံမှန်တရားထိုင်လက်ရှိပြီးညနေပိုင်းမှာတော့ပုံမှန်အာသူ့ရဲ့စက်မှာရဲအရာအပြင်တော့အထွက်လို့မရပေမဲ့သူ့ရဲ့အခန်းထဲမှာလမ်းလျှောက် ပြီးမှကြမ်းမရေလုတ်တယ်ဆိုတာသိရတယ်။နောက်တစ်ခုကတော့သူ့ရဲ့အသွားအလာပြောဆိုဒီကနော်လေတန်ဒီကတော့ပြောင်းလဲမှုမရှိပဲမဲ့ပါမပန်တော့ဘူးဆိုတာသိရတယ်။ပါမပန်တာကတော့ပါမရလို့လည်းဖြစ်နိုင်တယ်။သူကပန်းချစ်တဲ့မျိုးသမီးဖြစ်တဲ့အတွက်ကြောင့်ပန်းကတော့ပန်းသွေးလို့ရှင်တော့ပန်းပါမှာပဲ။ဒါပေမဲ့ မဘေဒါကပန်ပန်လက်ပါဆိုတာကတော့အမြဲတမ်းအောင်မြင်ခြင်းဆိုတဲ့အတိတ်ဘေကိုဖော်ဆောင်တဲ့အတွက်ကြောင့်ဒီအောင်မြင်ခြင်းဆိုတဲ့အတိတ်ဘေကိုမဖော်ဆောင်ခြင်းချင်းတို့ခွေးတွေဘက်ကနေမှပန်ပန်တဲ့ဥစ္စာကိုပိတ်ပင်သားစီတာလည်းဖြစ်နိုင်တယ်။ကဘာပေါ်မှာပန်းကြောက်တဲ့စက်တတ်ရှိတယ်ဆိုတာကို မမေ့ကြပါနဲ့။နော်။ နောက်တရင်ပုတ်နေနေကတော့အစီရဲ့တရင်ဖက်ကနေမှာနေရကျူကြာကျူကြာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဖက်ကမော်ဝမ်ကြီးနဲ့မော်ဝမ်လေးမှာလည်းတိုက်ပွဲဖြစ်နေတယ်ဖြစ်ပွားနေတယ်မော်စီစာမှာလည်းတိုက်ပွဲတွေဖြစ်ပွားတယ်ဆိုတော့အခုတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တပ်ပုံထဲမှာအတန်ထည့်ပေးမယ်နားထောင်ကြည့်ရအောင်နော်ဟာရအလောင်းဆွဲချတာအလောင်းလောင်းဆွဲချနေဟဲ့ရှင်းနေရှင်းနေဘောကြီးရောက်တာဘောကြီးရောလောင်းဆွဲချနေ ถ้าตัวมาตัวตรงนั้นเฮ้ยหุบตาบ่าน้องช่วยช่างเนี่ยเลยฮะเฮ้ยหุบตาบ่าน้องช่วยช่างเนี่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 ยหุบตาบ่าน้องช่วยช่าง တက်မှတ်33ရဲ့ acid uc do ဘုံမဖြူစော်တဲ့ကတော့အဲ့မှာမတပေါ်သွားတယ်ဆိုတော့အခုပေါက်တဲသေးလေးရှိတယ်အဲ့ရပေါက်ကနေမှဖြူစော်တဲ့ဆိုတဲ့ခွေးကိုအဲ့ကနေမှဆွဲထုတ်လာတာဖြူစော်တဲ့နဲ့အတူစစ်ခွေး20တကောင်မတပေါ်သွားတယ်အခုမော်ဝမ်ဘက်မှာလည်းခွေးတွေအတော်လေးအတုံးယုံတင်နေကြတယ်လို့သိရတယ်ပြီးတော့ဖကန်ကနေမှထွက်လာခဲ့တဲ့စစ်ခွေးတွေကို KIA နဲ့ပူပေါင်းတော်လာရေးတွေဘက်ကနေမှ drone နဲ့တိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်အတော်လေးမတပေါ်သွားတယ်တချို့ ကြတော့ရှင်တော့ထိခိုက်တန်ရာရတယ်နော်တချို့ကြတော့လည်းတည့်ရဲ့အတိုင်းပဲခွေးပြွက်ဝက်ပြပြေးသွားတယ်ဆိုတော့တည့်ရတယ်ဗမောကစည်ရည်နည်းနည်းလေးငြိမ်နေတယ်ဒါပေမဲ့ဘုံမော်မှာလည်းတိုက်ပွဲတွေရှိတယ်။အခုမြစ်ကျနရဲ့တဖက်ကမ်းမှာလည်းတိုက်ပွဲတွေဖြစ်တယ်။ဖက်ကမ်းဘက်မှာလည်းတိုက်ပွဲတွေဖြစ်တယ်။ဆိုတော့စစ်ခွေးတွေကတခြားပြည်နယ်တိုင်းတွေမှာတိုက်တယ်ဆိုလို့ရှိရင်ဒီတိုင်းပဲတိုက်တယ်။ဒါပေမဲ့ကျတို့ KIA တွေကိုကြတော့လေဘလို့ဘလို့များဖြစ်ကြတယ်လဲတော့မသိဘူး။ကျတို့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်။ KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ပန်လာ မနေ့ကည၈နာရီကတည်ဆုံသွားတဲ့သတင်းများထွက်ပေါ်လာပြီးနောက် KNU ခရိုင်အဖွဲ့အစည်းအတွင်မငြိမ်သက်မှုတွေဖြစ်ပေါ်နေတဲ့သတင်းတွေလည်းထပ်ပေါ်လာတယ်လို့ကချင်အရေးလေ့လာသူတဦးကဆိုပါတယ်။မနေ့ည၈နာရီလောက်ကဆုံးသွားပြီလို့သတင်းတွေထွက်ပေါ်နေတယ်။သူတို့ဘက်ကတရားဝင်ထုတ်ပြန်တာတော့မရှိသေးဘူး။အင်ပန်လာဆုံးတဲ့အပေါ်အဖွဲ့အတွင်မှာသူ့နေရာလွှဲပြောင်းပေးဖို့အတွင်းရေးမကြေနပ်မှုတွေဖြစ်ပေါ်နေတယ်လို့ကြားတယ်။ KNU ခရိုင်အတိုင်းဝိုင်းကဂွမ်မော်ကိုဥက္ကဋ္ဌနေရာမပေးဘူးလို့လည်းကြားရတယ်။ KNC ဘဟုကော်မတီအချင်းချင်းကြားမှာလည်းမကြေနပ်မှုတွေဖြစ်နေတယ်လို့ကြားတယ်။ဒီတိုင်းဆိုရင်အာနာသိန်းနာတွေဖြစ်လာနိုင် တာဟုတ်တယ်လို့သူကပြောပါတယ်။ဘူချိုချင်းအင်ပန်လာအခုလိုဖြစ်ရခြင်းမှာခရိုင်ရင်အင်အားညော့နေခြင်း PDF အင်အားညော့နေနေခြင်းမှာကချင်အထူးဒေသတစ်ကိုထိုးစစ်ဆင်လာမျိုးကိုဆိုရင်ကစိတ်ဖိစီးမှုများလာတဲ့အတွက်လေဖြန်းပြီးတည်ဆုံးရခြင်းဖြစ်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်လို့သူကထပ်မံပြောပါတယ်။အခုက PDF အင်အားကလည်းထင်သလောက်မရှိတော့ဘူး။ KIA ရဲ့အင်အားကလည်းတော်တော်လေးညော့နေလာတာဟုတ်တယ်။မမော်နဲ့ဖားကန့်ပတ်မှာသူတို့တော်တော်လေးအကြအဆုံများခဲ့တာလည်းဟုတ်တယ်။ အဲ့ဒီအပေါ်မှာကချင်အထူးဒေသတစ်ကိုတက်မတော်နဲ့ပြည်သူစင်နေကြားဆောင်တက်အဖွဲ့တွေထိုးစစ်ဆင်မဲ့သတင်းတွေထွက်ပေါ်လာတဲ့အခါစိတ်ဖြစ်စည်းမှုတွေများလာပြီးတည်ဆုံးတာဖြစ်တယ်လို့ပြောဆိုလာတာတွေလည်းရှိတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီသတင်းတွေကြောင့်ခရိုင်ရဲတပ်သားတွေအပေါ်အချိုးတက်ရောက်မှုတွေဖြစ်ပေါ်နိုင်တယ်လို့သူကပြောပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းဇွန်လ23ရက်နေ့ည9:00နာရီကဗိုလ်ချုပ်ကြီးအင်ပန်လာလေပြန်းသွားတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက် ဇွန်လ15ရက်နေ့ည7:00နာရီမှာတည်ဆုံသွားတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်တယ်လို့သိရပါတယ်။အခုဒါကတော့ပန်ဝါစကားဝိုင်းဆိုတဲ့ TV channel ကနေမှတစ်ဖက်တစ်လမ်းနဲ့ပြန်ပြောလာပြီးပြီးတော့ကျွတ်ရရဲ့ KIO ဥက္ကဋ္ဌဘာလတည်သွားတယ်တဲ့။ဖြစ်ချင်နေကြတာဖြစ်ချင်နေကြတာသူတို့မတာပေါ်မှာကြောက်တော့အခုကျွတ်ရရဲ့ဥက္ကဋ္ဌကို တနေ့ကည၈နာရီမှာတည်သွားတယ်လို့ပြောတယ်။ကြက်တရေကိုတုံးလိုက်တာဒါပေမဲ့နင်တို့ပြောတော့လေဗမာလိုဆိုလို့ရှင်တော့ရက်တရချေတယ်လို့ပဲတတ်မှတ်လိုက်တော့မယ်နော်။ဆိုတော့အခုကျတို့ KIO ဥက္ကဋ္ဌဆုံးသွားတယ်ဆိုတော့ KIO နဲ့ KIA ကြားမှာပြဿနာတွေဖြစ်နေကြတယ်။ပြည်ဒီဥက္ကဋ္ဌနေရာတွေကိုသူ့ကိုပေးမယ်ကိုယ့်ကိုပေးမယ်ပေါ့ကွာအဲ့လိုမျိုးပြဿနာရှိနေကြတယ်တဲ့။တော်တော်လေးကိုတော့ပုံပြင်ပြောတော့ကောင်းသားပဲ။ နော် KAAD ကိုစစ်တိုက်လို့မနိုင်တဲ့အခါမှာတရင်မျိုးစုံနဲ့လည်းဖြန့်ဖြူးနေကြတယ်ဆိုတော့ဒါကိုမသိတဲ့သူတွေကြားလို့ရှင်တော့အော်ဟုတ်တလားသူထင်းနေအောင်မယ်နော်ကျတို့ရဲ့ KAO ဥက္ကဋ္ဌဟာတန်းတန်းမာမာနဲ့ရှိနေပါတယ်ဆိုတဲ့အကြောင်းလည်းပြောပြချင်တယ်နော်နောက်စီရဲ့တရင်တပုတ်အနေနဲ့ဆိုလို့ရှင်တော့မကွေးတိုင်းငဖေးမြို့နားမှာရှိတဲ့စစ်ခွေးတွေရဲ့ ကပ္ပစ14ကစခွေးတွေနဲ့နတ်ရီကံဘက်ကိုထိုးစစ်ဆင်လာခဲ့တဲ့တမ96တွေနဲ့အခတ်တတော်နဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေမှတိုက်ပွဲတွေဖြစ်နေကြတယ်လို့သိရတယ်ဆိုတော့မကြခင်မှာကြောက်ဖြူလဲကျတို့တိတ်ရဖို့အခြေအနေတွေအများကြီးရှိနေတယ်ပြီးတော့ငဖဲဝင်းကျင်နေအမ်ဘဒန်တွေဘက်မှာလည်းစစ်ခွေးကင်းစင်တဲ့နေမြေဖြစ်ဖို့ရအတွက်နည်းနည်းပဲလို့တော့တယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ ကျတော့နောက်သတင်းတပုတ်အနေနဲ့ကတော့မိုးပြေပြည်သူကောက်ွယ်ရဲ့တပ်ဖွဲ့တီထောင်တာလဲနေပြီးသွားပြီးဆိုပြီးမှမနေ့ကကျွန်း16ရက်နေ့မှာမိုးပြေ PDF ဒီဘက်ကနေမှထုတ်ပြန်လာတာကိုတွေ့ရတယ်။လဲနေတိုင်းတိုင်းဒုက္ခစီးရဲများစွာကိုခံပြီးမှတိုင်းပြည်နဲ့လူမျိုးတွေအတွက်တိုက်ပွဲဝင်ပေးခဲ့တဲ့ပြည်သူတွေကိုကာကွယ်ပေးခဲ့တဲ့မိုးပြေ PDF ဒီကို အထူးပဲကျေးဇူးတင်ကြောင်းပထမအုပ်ဆုံးပြောချင်တယ်ဆိုတော့အခု၄နှစ်တိုင်းတိုင်းတိုက်ပွဲဝင်လာခဲ့တဲ့အခါမှာတော်လိုင်းရေးရေပေါ်၄၀ဦးတိုင်းပြည်နဲ့လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့တယ်ဆိုတာသိရတယ်ရေပေါ်တချို့ကတော့မြင့်မြတ်ရဲ့ခန္ဓာတချို့တပိုင်းကိုတိုင်းပြည်နဲ့လူမျိုးအတွက်ပေးဆက်ခဲ့တယ်ဆိုတာကိုသိရတဲ့အတွက်အကြောင်းကြက်ရှုံးသွားတဲ့ရေပေါ်ဒီနဲ့အတူ သူတို့ရဲ့မိဘများကိုခန္ဓာအစိပ်ပိုင်းတွေကိုတိုင်းပြည်နဲ့လူမျိုးတွေအတွက် ပေးဆက်ခဲ့တဲ့သူတွေနဲ့သူတို့ရဲ့မိသားစုအားလုံးကိုလည်းကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ